အလွယ်မှန်ဤလင်္ကာပြုစုဂျင်းကြော်လွေရနေပြီးတော့ခေ6ခေကိုအလွယ်မှန်ဤလင်္ကာလေးထက်ပြောပါမယ်အဲ့တော့ဒီညအသင်္ကန်းစာခေ6ခေဆိုတာဘာလဲဖိုးတင်မှန်ဤဒေါ်နုက6ခုသောခေတွေပါပြန်ပြောမယ်ဖိုးတင်မှန်ဤဒေါ်နုဟာသိကြကြည့်နော်ဖိုးတင်မှန်ဤဒေါ်နုဟာ6ခုသောခေတွေပါပြန်ပြောမယ်ဖိုးတင်မှန်ဤဒေါ်နုဟာ6ခုသောခေတွေပါအဲ့ဒါခေ6ခေပဲ ဖိုးတင်မက်နီဒေါ်နုဟာ6ခုသောခေတ်တွေပါဖိုးဆိုတာကဖဆပလခေတ်တင်ဆိုတာကတော်လေကောင်းစီခေတ်မဆိုတာကမဇလခေတ်နီဆိုတာကနဝတနာဖခေတ်ဒေါ်ဆိုတာကဒီမိုကရေစီခေတ်နုဆိုတာကနတ်စကခေတ်ဆိုပြီးတော့ဖိုးတင်မက်နီဒေါ်နုဟာ6ခုသောခေတ်တွေပါဆိုပြီးတော့ကျွန်တော်ကလင်္ကာလေးစရေးထားတယ်ဗျအဲ့ဒါဂျင်းကြော်လင်ပါနော် ီမှာနိုင်ငံလုံးမှာတစ်ချိန်ပဲရှိပါတယ်အဲ့တော့ဘာကောင်လဲသိချင်လီလာပါစုံစမ်းပါစုစမ်းပါနော်စိတ်ဝင်စားရင်ယုံကြည်ကိုယ်ကိုယ်လေးရပါတယ်အနီလေးတွေကိုပြောတာအနီလေးတွေကိုအဲ့တော့ကျွန်တော်ပြုစုထားတဲ့လင်္ကာလေးကိုပြန်ပြောမယ်ဖိုးတင်မန်နီဒေါ်နူဟာ6ခုသောခစ်တွေပါဖိုးဆိုတာကဖာဇာဗလာခစ်တင်ဆိုတာကတော်လည်းကောင်းစီခစ်မဆိုတာကမဆလာခစ်နုဆိုတာကနဝတနာဘခစ်တော့ဥသား ဒေါ်ဆိုတာကဒီမိုကရေစီခေတ်နုဆိုတာကအခုနာဆကခေတ်ဖိုးတင်မန်နီဒေါ်နုဟာ6ခုသောခေတ်တွေပါဒါဆိုရင်လင်္ကာလေးကတော့နည်းနည်းနားလည်သွားပြီဒါဆိုကျွန်တော်တို့ခေတ်6ခေတ်ကိုခုနှစ်တက်ကလေးနဲ့เนาะအချင်းလေးကျွန်တော်တို့မှတ်ကြမယ်